ပသိန်တန်ဘတ်ဆရာတော်အကြောင်းကိုအရင်တော့ကနည်းမဲသာကြားဘူးပင်မဲ့တေချာတော့မသိဘူးပါဘူးဒါပေမဲ့ဒီနေ့တော့ပသိန်သားဆရာကြီးဆရာမကြီးပသိန်ဒေါ်လာလာတရဲ့စာအုပ်ဖတ်မိရတာနဲ့တန်ဘတ်ဆရာတော်အကြောင်းသိရတဲ့အတွက်အသီးနောက်ကြတယ်လို့ကိုယ့်ကိုပြစ်တင်မိပါတယ်တန်ဘတ်ဆရာတော်ဘုရားကြီးအကြောင်းကိုလေ့လာမသိမြဖော်ပြခြင်းပါလေဆရာတော်ဘုရားကြီးရဲ့ဘွဲအမိမှာဦးအားစိန်နာပါတန်ဘတ်ဆရာတော်ဘုရားဟာထောင်ကွာ 62ခုနှစ်ဒီဇင်ဘာ16ရက်တနင်္လာနေ့နနက်9:45မိနစ်ချိန်မှာဘဝနဲ့ထံပြန်လည်လုံးခဲ့ပါလိမ့်။ဆရာတော်ဖခင်ကြီးမကျမ်းမာတဲ့အတွက်1961ဒီဇင်ဘာ17ရက်နေ့ကပသိမ်မြို့တန်ခါဇေယျမှာတင်ထားကုသခဲ့ရပါတယ်။အဲဒီတော့ဒီဇင်ဘာ16မှာပြန်လည်လုံးမူခဲ့တာပါ။တချို့ကတော့ဇေယျမှာချိန်တဲ့အလုတ်ကတဲ့ကိုကတော့ဝေချာလျက်ရှိကြောင်းတွေ့ရတယ်ဆိုပါလိမ့်။ဆရာတော်ရဲ့ရုပ်ကလတ်တော်မှာ ဖူးမြော်ရသူတွေကပြန်ပြောလို့သိရတာကတော့လုံးဝအနှံ့ထွက်ခြင်းရုပ်ကလက်တော်ပြတ်ခြင်းမရှိဘူးလို့သိရပါတယ်။ဆရာတော်ရဲ့ရုပ်ကလက်တော်အားတစ်ခုခုမှဘာမှမလုပ်ပါဘူး။လုံးဝပြုပြင်ခြင်းလည်းမရှိပါဘူး။စေးထိုးတာမျိုးလည်းမရှိဘူးလို့အခိုင်အမာသိရပါတယ်။သတိပဋ္ဌာန်တရားအားထုတ်တဲ့သူပါအញ្ញံဆုံးတည်တော်မှမပုတ်တတ်ဘူးလို့တည်နာလေသူတို့ကပြောဆိုလို့မှတ်သားဘူးပါလေ။ ပသိမ်နောက်မြို့နယ်ပသိမ်တပတ်ကမ်းမှာအခုတံပတ်ကုန်းရှိရာမြေရပ်ကို ရှင်းလင်းခုတ်တွင်ရာဖျားငုတ်တို့အပြိုအပြက်တစုပေါ်ထွက်ခဲ့ပြပါတယ်။အခုတံပတ်ဆရာတော်ရဲ့အထက်ဆရာတော်လက်ထက်မှာဖြစ်တဲ့အတွက်တက်ဂရစ်တော်တိကျမသိပါဘူး။တောဖုံးလွန်ခဲ့တဲ့ဇီရီတော်ကြီးမှာတန်ကြီးထက်တက်ပြီးလက်တဝါခန့်တံပြားကြီးတွေနဲ့ပတ်တိုင်းထားတာထူးဆန်းတွေ့ရပါတယ်။ဖျားမှာရစ်ပတ်ထားတဲ့တံပြားကြီးမှာတန်ကြီးကြောင့်ပိုင်းပြောက်ကွာကြလျက် တော့ပဲလည်းပတ်မိခြင်းမရှိတော့ပါဘူး။တံပြားတွေဟာလည်းကျိုးပဲ့ပျက်စီးနေပါလေ။ဆရာတော်တွေနဲ့ရွာသူရွာသားတွေကအဲ့ဒီဇီတီတော်ကြီးကိုမူလာတိုင်းတံပြားကောင်းနဲ့ပြန်ပပြီးတပ်ပယ်အောင်ပြန်လဲတီထောက်ကိုကွယ်ခဲ့ပါလေ။အဲ့ဒီတံပြားပတ်တဲ့ဇီတီကြီးကိုအစွဲပြုပြီးတံပတ်ရွာဆိုပြီးပေါ်လာတာပါ။ဇီတီတော်ကြီးကိုနောက်နောက်အရှိတီတက်ခိုင်ခန့်စေတဲ့အတွက်တံပြားကြီးနဲ့ခေဆက်ဆက်ပတ်ငုံပြီးတီထားတော့အစွဲပြုပြီး တံပတ်ဖျားတံပတ်ဖျားလို့ခေါ်ကြပါလေအဲ့ဒီဖျားနဲ့ဆက်ဆက်တဲ့ဆရာတော်ကိုလည်းတံပတ်ဆရာတော်တံပတ်ရွာဆိုပြီးဖြစ်လာပါလေအခုကတံပတ်ရွာဟာအေရီတိုင်းဒေသကြီးတွင်တော်မကရန်ကုန်မန္တလေးထပ်အောင်ကျင်ညာကြော်ကြားတည်င်းပြန်လျက်ရှိပါလေပသိမ့်တစ်ဘက်ကရှိတံပတ်ရွာတံပတ်ရွာဆိုပြီးတွားနေကြတာတံပတ်ဆရာတော်ဖျားကြီးရဲ့ဖုံတကူကြောင့်လည်းဖြစ်ပါလေအဲ့ဒီခေတ်အခါကပါ တန်ပတ်ဆရာတော်ဘုရားကြီးဟာမိမိသမ ्या ကိုမေတ္တာကြီးစွာထားပါလေ။လေဟာလုံးနဲ့အေးလူလူရိုးသားလောက်ကန်စားတော့တဲ့တန်ပတ်ရွာသားတွေပေါ်မှာလည်းခယူနာကြီးစွာမေတ္တာတရားပွားများပါလေ။တန်ပတ်ရွာကိုဘုရားချောင်းမှာဝင်ရပါလေ။အဲ့ဒီဘုရားချောင်းမှာတန်ပတ်ရွာကိုလမ်းဝင်လာရင်ဘုရားချောင်းတလျှောက်မြောက်များလာစွာသောဖရဲ့ပြုတ်ဖရဲ့ပြက်ဖရဲ့ငုတ်တူတွေကိုဖူးတွေ့ရမှာပါ။ ရှင်းနစ်ပေါင်းများစွာကတည်ထားတဲ့ဖင်ဟားတွေဖြစ်ပါတယ်။တချို့လည်းနောက်ပိုင်းယသိသူတော်တွေကပေါ်ထုတ်ပြုပြင်တာလည်းရှိမပြုပြင်တာလည်းရှိပါတယ်။တံမက်ရွာလော်တဲ့အထိဖင်ဟားငုတ်တို့တွေရှိတဲ့ဆိုပါတယ်။တံဖျားကြီးနဲ့ရစ်ပတ်ထားတာဆွဲပြပြီးတံမက်ဖင်ဟားလို့ခေါ်တွင်တဲ့တံမက်ဖင်ဟားကြီးရဲ့အုပ်တွေဟာကိုမောင်ခေလောက်ကလုံးမှတ်သားရပါတယ်။အုပ်ချက်ကြီးတွေဟာအလျားတတောင်အနံတထွာရှိအုပ်ချက်ကြီးတွေပါ။တံပကုံးလေးကုတ်မှာအခုတံပဖျားကြီးမှာတံပကတံပစီတီကြီးရဲ့တောင်ပယုံယုံမှာလည်း ဒီလိုဖះကြီးတွေကိုတွေ့ရပါတယ်။တန်ပတ်ဆရာတော်ဖះကြီးရဲ့အကြောင်းကိုလေ့လာကြည့်တော့ဆရာတော်ကို1906ခုနှစ်နိုဝင်ဘာလ25ရက်တနင်္ဂနွေနေ့မှာအုပ်ဖို့ရွာမှာဖွားမြင်ပါတယ်။လယ်သမားကြီးဦးဆန်လည်းနဲ့ဇနီးတော်ရွှေခါတို့ရဲ့သာသမီ6ယောက်အနက်ဆရာတော်ဟာတပါးပါဝင်ဖြစ်ပါတယ်။ဆရာတော်ဟာဒုတိယမြောက်သားမြဲရထနာဖြစ်ပါတယ်။ငယ်နေမယ်ကမောင်ရှိမှာ အဲမောင်းရှိမျိုးဆွေမျိုးတွေကခေါ်လို့မရှိပါဘူးပညာတော်ရတတ်တပါဆိုသူတို့မောင်းရွှေထူးဆိုတဲ့အမည်နဲ့တောင်အမည်တွင်ပါလေတံပတ်ဆရာတော်ဟာငဲနေမဲ့မောင်းရွှေထူးတွင်ရခြင်းအကြောင်းကရှင်းပါလေနုစဉ်ခါကပင်ကြံသားခြင်းတွေနဲ့မတူတခြားကလေးတွေနဲ့မတူတမှုထူးခြားပါလေမိဘတွေပေါ်ကြံသားသမီးတွေကပို့ပြီးရိုသေကန်းရှင်လောက်ကျွေးပြုစုပါလေနည်းနည်းစောစောထဖရားကတော့လေလူတိုင်းနဲ့တင့်တင့်ကြောက်ပတ်စွာနေပြီးစကားလုံးနေတယ်သိခက်စိတ်ကြီးပါလေ ဆရာတော်လောင်းလျာမောင်ရွှေထူးကမောင်ရှင်ဟာ73နှစ်သားအရွယ်မှာမိခင်ဖြစ်သူကွယ်လွန်ပါလေဒါနဲ့ပဲဆရာတော်လောင်းလျာဟာညီထွေးစုံနိုးစုကလေးမောင်ထွန်းအောင်ကိုပြုစုရပါလေမိသားစုအလုံးလေယာဝင်ချင်းဆရာတော်လောင်းလျာမောင်ရွှေထူးဟာတမိသားစုလုံးစားဖို့ထမင်းချက်ပြုတ်ပါပါလေအဲ့ဒီနှစ်ဟာ1919ပါချက်ပြုတ်ပေးရတယ်ဆိုပေမဲ့လူငယ်ကိစ္စမှာလည်းစိတ်ပါဝင်စားမှုမရှိပါဘူးညီတွေကငါးရှာဖားကြလုံးရင်လည်းမနစ်ပြုတ်ပါဘူး ချက်ပြုတ်ပြီးလို့လာတဲ့ငါးဖားတွေကိုအရှင်းပါလာရင် အားလုံးကိုလွတ်ရအောင်ဇီဝတ္တနာပြုပါလေမိသားစုနဲ့ကြုံတိုင်းလဲငါးတွေဖားတွေကိုအတန်ပေးပြီးတော့ချုပ်လန့်ပါလေဒါကြောင့်ရွှေထူးလာရင်ငါးဖားရှာမရတော့ဘူးဆိုပြီးတော့ညီအစ်ကိုမောင်နှမတွေကပြောပါလေဆရာတော်ဟာမိခင်ကွယ်လွန်ပြီးတဲ့ချိန်အစားပြီးမူလရှိရင်ဆိုရယ်လောကီညီအစ်ကို delay တွေပို့ပွားလာပါလေသရဝါဒီပေါ်မြစ်တာပုံများလာပြီးစကားနဲ့တစ်ထက်နေလာပါလေလူလောကမှာမပြောပိုက်တော့ပါဘူး ဒါနဲ့ပဲဆရာတော်ဟာအရွယ်နဲ့မလိုက်အောင်တိတ်ခါရှိရှိတမာတိဒီဂျီတာအကြောင်းပြုပြီးငဲနေမဲ့မောင်ရှင်ကိုအများတကာကရွှေထူးရွှေထူးဆိုပြီးခေါ်ပါလေမောင်ရွှေထူးအသက်၄နှစ်ကျော်မှာအုပ်ဖို့နဲ့ဆယ်မိုင်ဝေးတယ်တံပတ်ရွာကိုရောက်လာပါလေအိမ်မတက်တဆရောက်လာပြီးတံပတ်ကျောင်းဆရာတော်ဦးဝင်သားရှင်မှာကိုရင်ဝတ်သင်ခန်းစီလိုကြောင်းလိုက်လာပါလေဆရာတော်ကမိခင်ဖခင်ခွင့်ပြုမှရမယ်ဆိုတဲ့အတွက် တော်ပြန်တော့ခမီးတော်ဦးစံလေးလိုက်လာပြီးနောက်ဆုံးသင်္ကန်းစီးပလဲရပါလေအဲ့ဒီနေ့ဟာ1920ပါသင်္ကန်းဝင်းနဲ့ပျော်ပန်းနေတော့ကျမ်းမရေမကောင်းတဲ့အတွက်လူထွက်ခဲ့ရပြီးတဖန်အသက်28နှစ်ယောက်မှာသာသနာပောင်ဝင်ကအသက်ထက်ဆုံးဖြစ်ပါလေ1933မှာတဝါကျော်ကိုရင်ဝတ်စင်ကလည်းတာမဏိသိခါပုတ်တဲ့ညီတိတိကြီးကြီးနေပါတယ်တံပတ်ဆရာတော်ကြီးဦးဝန်သာဟာအခုတံပတ်ဆရာတော်ဦးအားစင်သားရဲ့ ဥပဇေဆရာတော်ဖြစ်ပါလေယဟန်ပေါမှာရှင်အောင်စိန်တော်ဆရာတော်ကြီးဥဝန်တော်မှာဝိနည်းဒုက္ခအတိတ်ခါပုံပရိယပฏิပတ်တေသင်ကြားပို့ချပါလေဥဝစိန်တော်ဟာတဒါတကြိုဘိက္ခူပါတိမောတို့ကိုလည်းတကြွပါလေယဟန်ဖြစ်တော်မူစားကစားပြီးတရားဘဝနာမှာလှိုင်းလိုက်လေလေစိတ်ပါဝင်စားပါလေနေ့စဉ်နက်နက်လေးနိုင်အိယာထားတယ်ဖျားဝတ်တက်တယ်အာယုံဆုံးဖုံးပြီးပြီးတော့ပြန်ပြီးတော့ဖျားရှိခိုးပရိကံပြုဥက္ကမထမ်းထိုင်ပါလေ နေ့ပိုင်းမှာစပယ်တင်ဝင်တယ်ပြီးရင်ညပိုင်းမှာည9:00နာရီနဲ့10:00နာရီထိတရားထိုင်ပါတယ်ငွေရွှေစင်ကလေးကတနေ့နှစ်ကြိမ်တရားအထုတ်ပါတယ်တပန်ဆရာတော်ဦးဝန်သားမှာအနေစွန်းစာပြီးနောက်တစ်ကြိမ်မိုးလွဲ2နာရီတစ်ကြိမ်2ကြိမ်ထပ်မံဖြစ်ဆိုပြီးကမ္မထန်တရားပွားများပါတယ်တနေ့၄ကြိမ်တရားအထုတ်ပါတယ်နေစဉ်ကလေးကချူချတဲ့ဆရာတော်ဟာတရားဓမ္မရတာကိုသဘောကျတဲ့အတွက်ကြောင့်ချူချာချာယောဂမှန်သမျှတရားထိုင်ခြင်းနဲ့ပဲကုသပျောက်ခြင်းပါလေ ။တနေ့လေးချိန်လေးချိန်တရားထိုင်ရတာငငယ်ကပေါ့ဆရာတော်ဦးဝန်သားကထိုင်ခိုင်းတာ။ဒါကိုကျေးဇူးတင်နေရတာ။တရားထိုင်ရတာကောင်းလို့လို့ယုံကြည်လို့လို့မြင်းတရယောဂကြောင့်စီးတွေဆောင်အောင်စားခဲ့ရတာ။အဲ့ဒီစီးတွေအကုန်ပြစ်ပြီးတရားကြီးဖြစ်တယ်လားယောဂပြောက်တာပဲလို့မိန့်ကြတော့မှာပါလေ။ဟိုးချော်တဲ့တရင်တရက်ကိုကြားတာကဒီလိုဖြစ်ပါလေယဟန္တာတပါကောင်းကင်ကနေစံကြောက်သွားတာကိုအဲ့ဒီခက်ကလူတော်များဖူးတွေ့ရပါလေယဟန်တော်ဟာပသိရင်တကောင်းဖျားကြီးဘက်ကနေပြီး ရွှေစည်းကုံဘက်ကိုကြွားတော်မူတာတေချာလိုက်ဖူးသူတချို့နဲ့ကလေးတွေကတော့တံပတ်900ဘက်ပေါ်ရဟန္တာပြန်ကြွားသွားတယ်တဲ့တခါမဟုတ်နှစ်ခါမဟုတ်ခဏခဏတွေ့ပြီးတော့ဒါဆိုတံပတ်ရွာဆရာတော်တေချာတယ်လို့ဆိုပါလေ1353ဒဇမုံလပြည့်တော်3ရက်တနင်္ဂနွေနေ့မှာတံပတ်ဆရာတော်ဟာမိမိတရင်300တံပတ်ကျောင်းဝင်းတွင်မူလတံပတ်ဖျားကြီးပြီးမှကိုနွေးစီတီတော်နှစ်စုကိုပနဲ့ရိုက်ပါလေ ဆရာတော်ဥဝန္ဒာဟာတံပတ်ကျောင်းမှာတည်င်းတော်မီဟောအစိယကတခြားကျောင်းတစ်ကျောင်းပြောင်းပြီးသာသနာပြုမယ်လို့မိန့်ပါလေ။အဲ့ဒီဆန္ဒရာတံပကြောင်းမှာတည်င်းသုံးပြီးဟာအစိအရာရွှေလုံးကုန်းစက်ကုန်းကိုကြွားရောက်သဒ္ဒနာပြုပါလေတဖန်ပသိန်ဆက်တော်ရာပန်းတင်ကုန်းကိုလှည့်ပြီးသဒ္ဒနာပြုပါလေဥဝစိန်နာကိုအကြောင်းကြီးမှာစိတ်ချလက်ချထားရခဲ့တော်မူပါလေဥဝစိန်နာလည်းဆရာတော်ဥဝန္ဒာစကားမြေဝဲမကျနားထောင်ပြီးတော့ဥဝင်သာဟာပသိန်ပန်းတင်ကုန်းမှာပဲအောင်မြင်စွာဆက်ပြီးသဒ္ဒနာပြုခဲ့ပါလေ ဆယ်နှစ်ခန့်ကြာမှတံပတ်ကျောင်းကထိန်ဘွယ်မှာကျောင်းအဖို့မွေးနေလို့လို့မိကြပြီးဥဝစိန်နာဆရာတော်တွေအစုံညီနဲ့ကျောင်းအပ်ပါလေဘယ်သင်ခန်းဘယ်ဆုံးမှမရှိတစိုးတစီမှဟိတ်ဟမ်းရှိပကတိယူသားမှန်ချမှုကြောင့်ရဟန်းရှင်တို့များကတံပတ်ဆရာတော်ကိုလွှတ်ကြည့်နေပါလေအနီးအနားမှာရှိတဲ့တောင်သူလက်သမားတွေငွေကြီးချိုးတဲ့သူတွေကိုလည်းမြစ်တာထားပါလေမရှိရှိရကျိုးဝေးပါလေပြန်လည်တော်မူပြီးနောက်ထိအလွန်တရာကျယ်ဝန်းတဲ့ကြောင်းကြီးမဆန့်အောင်ပဲနေစဉ်ကျွေးမွေးဖြစ် ကျွေးမွေးတာမဖြစ်ပါဘူးဘယ်ဘက်မှရရင်ညာဘက်ကလိုတယ်ညာဘက်ကရရင်ဘယ်ဘက်ကလိုပါလဲစွန်ကျဲပေးကန်တဲ့ကိစ္စပဲဖြစ်ပါလိမ့်ကိစ္စတွေဖြစ်တော့မယ်လို့ဆရာတော်ကတူ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 မိတ်တော်မူပြီးမိမိလက်တော်ရှိအလူငွေတွေနဲ့ဖျားတဲ့ပါလေပေးစီအောင်တဲ့ပါလေမူလတံပတ်ဆရာတော်ကြီးရဲ့တဲတဲ့စီတရားညံတော်အမြတ်36တောင်ပြပါခြုံနေပေမောင်းနေခုတွင်ရှင်လေးရဖူးတို့ရတဲ့ဖျားငုတ်တို့ကိုအသစ်ပြုပြင်ပူဇော်ပါတယ် လက်တော်သံပဲပြားကြည့်နေတဲ့ခါပတ်ထားတဲ့ဖရာဖြစ်လို့သံပဲဖရာလို့တွေ့ပါလေဆရာတော်ဖရာကြီးဟာကိစ္စတွေဖြစ်တော့မယ်ဆိုပြီးတော့မူလသံပဲဖရာမြောက်ဖက်မှာလဲ900ပြည့်စည်တစ်စုတဲပါလေ1997နိုဝင်ဘာ24ရက်နေ့မှာပန်းနဲ့ရိုက်ပါလေဖရာချောင်းရွာဆရာကြီးဦးတင်ရေကကြီးမှုပြီးတော့ကိုတော်ဝင်စီတီတော်နှစ်စုတည်ပါလေစီတီတော် PCB ထီတော်မရောက်ပင်ဆရာကြီးတော်ကြီးရဲ့ချမ်းမကြီးကတော်တော်လေးကိုအချိန်လေးဆိုးသွားလာပါလေ ရှုပ်တရက်ကြည့်ပါဥဝစိန်နာအကြောင်းကြီးအပေါ်မှာတောင်ပတ်ခမ်းမှာသတင်းသုံးပါလေအကြောင်းကြီးအောက်ထက်စင်းသတင်းပြန်သုံးပါလေအကြောင်းကြီးအပေါ်မှာ ရှေးဖျားရုပ်ဘွားတော်တွေဖျက်ဆောင်တွေအပြည့်ရှိပါလေအကြောင်းအထက်ဖျက်စင်မှာဖျက်ဝုပ်ပြူကြီးတံပတ်စီတကြီးကိုလည်းလှမ်းပြီးတော့ဖူးမြော်ချင်ယူပါလေဆရာတော်ဥဝစိန်နာအသက်80ကျော်ဘာကြီးဥဖုလူကကောင်းကောင်းမိတယ်လို့ပြောပါလေ ဆရာတော်ဟာရှာနာနဲ့သာရောင်ရဲတင်းနေတယ်။ဆရာတော်ကိုကပိယကစက္ကတံနဲ့သာဖုံးမိတယ်။ဘာမှချိုချင်းငယ်ချင်းချင်းချင်းရာသတနာလုံးလုံးကိုပယ်ဖြတ်တာတယ်လို့ဆိုပါတယ်။ဆရာတော်ရဲ့ကြီးညိုဝယ်ဟာကိစ္စပါ။ဒီလိုနဲ့ဇီရတော်ကြီးတွေစက္ကတ်လူတော်မှုပြီးရုတ်ချင်းပြီးတက်တောင်းတက်တာရှိနေရတာကနေ ထောင်ကော့ကိုစတဲ့ဒီဇင်ဘာ16ရက်နေ့တနင်္လာနေ့နံနက်9:45မိနစ်မှာဘဝနှစ်ထံပြောင်းလဲတော်မူခဲ့ပါလိမ့်။ပသိမ်မြို့တိုင်းရင်းစည်းုံကြီးမှာပဲပြောင်းလဲတော်မူပါလိမ့်။ဆရာတော်လက်စစ်ချိုးရွတ်တော်မူတဲ့အတိုင်းလက်ချိုးရက်သွားတတ်တဲ့နေတော်လောင်းမှာပဲဆရာတော်ဟာပြောင်းလဲတော်မူခဲ့တာဖြစ်ပါလိမ့်။ပသိမ်မြို့မှာတန်ဘတ်ဆရာတော်ဖရာကြီးဦးဟာစင်နာချောင်းကိုလေးလာမိသည်များတင်ဆက်ပေးတာပါ။နောက်ဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။